ြင့်ပြီးတော့လက်လွတ်လိုက်တဲ့လူတယောက်ကအချိန်တန်တဲ့အချိန်မှာကိုစီပြန်ရောက်လာတဲ့ဆိုရင်အဲ့လိုလူမျိုးကိုလက်ခံတင်လာဆိုတဲ့စကားလုံးကိုပြောပြမယ်။မင်းကိုမင်းပြန်မင်းမင်းလက်ခံတင်လာမင်းနာကျင်မှုတွေများစွာမင်းတန်ရာတန်ချက်တွေဖြစ်နေတဲ့အချိန်မျိုးမှာမင်းဒီဖောက်ပြန်တဲ့အရာကိုမြင်ခဲ့ရတယ်။ relationship တစ်ခုကိုလက်လွတ်လိုက်ရပြီးမှပြန်ကောင်းပါမယ်ဆိုပြီးတော့ပြန်ဝင်လာလို့ကောဒီလူတယောက်ကပြန်ပြီးမဖောက်ပြန်နိုင်ဘူးလို့ပြောတာ။ဘဝမှာမိအီနှခါနာဆိုတဲ့စကားလုံးရှိတယ်နော်။ဘဝမှာအနာမခံပါနဲ့။ကောင်းမွန်တဲ့လူကြီးကောင်း ားမွန်တဲ့လူစီကိုရောက်လာပါတယ်။ကိုဘွားထဲမှာမကောင်းလို့ထွက်သွားတဲ့လူတယောက်မကောင်းလို့ကိုဟာမဟုတ်လို့လက်လွတ်လိုက်ရတဲ့လူသစ္စာဖောက်လို့လက်လွတ်လိုက်ရတဲ့လူအတွက်ကိုမနှမျောပါနဲ့။ဖြောက်ဖြက်လို့မရတဲ့နေရာမှာဗီဇာကနံပါတ်1အရေးကြီးဆုံးအဆင့်မြင့်လာပါ relationship တစ်ခုမှာခွင်လွတ်လို့မရတဲ့ဟာတဲမှာထိတ်ဆုံးမှရှိရသေးတယ်။ဟုတ်ပြန်တာဒီခွင်လွတ်လို့လုံးဝမရပါဘူး။အချိန်ချင်းအခါခါနာကျင်ပြီးတော့ ထပ်ပြီးတော့နာကျင်မှုကိုကိုယ့်ကိုယ်လောင်မြိုက်နေအောင်ကိုယ့်ကိုယ်တန်ဖိုးမဲ့နေအောင်ဖြစ်စေတဲ့အရာဒီလက်ခံဖို့မသင့်တော့လောကမှာပဲအရာမှတွေ့ဖို့လိုမယ်။သူပြန်လာလို့ရောသူဒီထမောက်ဇွန်ဒီဝမ်းမှာဂတိတွေပြီးခဲ့တဲ့ဆိုတဲ့အရာတွေပြန်ဖြစ်လာမယ်လို့မင်းယုံကြည်လား။